ကိုကဒီဖြစ်သွားတဲ့ဖြစ်စဉ်အပေါ်မှာဟိုမွန်သမတောင်းပေါက်လည်းရှိသေးရဲ့လေဟုတ်ကဲ့ကဲအကိုကရှာကျွေးနေရတယ်ဆိုတဲ့အခါကျတော့အကိုအနေနဲ့ဒီလိုမျိုးလဲကျသွားတဲ့ဒီစိတ်ထင်ရအောင်အကိုဘလို့အကောင်းဆုံးစူးစမ်းရှင်သန်ရက်တည်ခဲ့တယ်ဆိုတဲ့အပိုင်းကိုအကိုမှတ်တမ်းနေတယ်ဟုတ်ကဲ့တို့မထောက်ပံ့ပေးတဲ့အချိန်တိုင်းကိုတယောက်တည်းနေတဲ့အချိန်အူလေးတွေဒေါ်လေးတွေမရှိတော့ခြင်းကိုရက်တည်ဖို့လည်းမဖြစ်နိုင်ဘူးနောက်ညီတွေညီမတွေရရှိသေးတယ်အာ အဲဒါတော့လက်နဲ့ပတ်သက်ပြီးတော့လုံနိုင်တဲ့အလုပ်လေးတွေစဉ်းစားမယ်တွေးမယ်ပေါ့ဒါနဲ့ကျွန်တော်စဉ်းစားတယ်ဒီတကြီးเจ้าကိုရောက်ဖို့အတွက်ကိုဘလို့အချိုးကိုရနေရောက်သွားလဲခိုးရောက်တဲ့အခါမှာအကိုရဲ့ဘွားရည်တည်မှုနဲ့ပတ်သက်ပြီးတော့အကိုဆက်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တာပါအပြင်လောကမှာကျွန်တော်ပြင်ကြည့်တော့တချို့လူတွေဆက်ဆံတာတွေကပို့ပေါ်တိတ်မမှန်ဘူးလေ ဥပမာကွာတစ်ခုလောက်လိုက်တယ်တစ်ခုပြင်ပေးလိုက်တယ်ဒီကစလောက်တော့အမားယွန်းနေရှိရလေအမားယွန်းနေရှိတော့အပြောစုလဲခံရတယ်အဲဒါဆိုကျွန်တော်လောက်တော့မလောက်ချင်တော့အလောက်ပေါ့ကြားပြီနေမှာကျင်းပါလေမိုင်းပညာပေးပွဲကျွန်တော်အမှတက်ပြောတယ်အေးဒီတစိုက်ဒီမှာကျွန်တော်ဖတ်ကြည့်ရမတန်ဆွမ်းမှုမကြည့်ပါနဲ့စွမ်းဆောင်ရည်ကိုကြည့်ပါဆိုပြီးတော့အဲကောင်းစင်လေးပြီးတော့ကျွန်တော်အရန်ကြိုက်သွားအဲကနေစားပြီးအဲကောင်းစင်လေးအရန်ကောင်းတယ်နော်အဲ့နဲ့ဆရာကိုတစ်ချက်ပြောလိုက်တယ်ကျွန်တော် TV အစီအစဉ်မှာကြည့်ထားရတာရှိရလေ အဲဒီမတဆွတ်တက်ကြီးတင်းနေကြအောင်ကျွန်တော်ဆရာမကြီးနဲ့လည်းစကားပြောဘူးတယ်ဆရာမကိုလည်းကျွန်တော်ပြောပြီးတင်းနေနေပါတက်ရှင်နေပေါ့ဒါပေမဲ့ဆရာမကြီးစကားပြောလိုက်တော့ကျွန်တော်အရန်ပျော်သွားဆရာမကောင်းကောင်းမွန်မွန်ပဲစကားပြောတယ်တင်းရှင်နိုင်လည်းကိုမေးခွင့်ရခဲ့လေမော်နီတာအစီအစဉ်တွေရှိစိတ်အတက်ခွန်အားကိုမြင့်တင်ပြီးတဲ့အစီအစဉ်အမြင်ခံကြလေးကိုဘယ်လိုပြောပြလဲဆိုတော့ ကျွန်တော်တို့ جماعه တို့စ조사တဲ့ဟာတိုင်းဟာအချင်းနေလည်းအတန်မဖြစ်ဘူးတဲ့ကျွန်တော်တို့ဖျားရှင်တရားမှလည်းပါရှိလဲဆိုအာတိဝနပစ္စည်းရောစာရှိတယ်မိမိ조사တဲ့ဟာဥပမာတရားလေးနာတယ်ဗောနော်ခုနတပည့်ကြောင့်လည်းစကားဆွေးနွေးမိတယ်တရားနာတယ်တရားနာခြင်းအမေကျွန်တော်ကျင့်မှာမကျင့်တာသွားမနာခြင်းတော့ဘူးတဲ့ကျင့်တဲ့လူကသွားနာဗောနော်အဲ့လိုကြီးဆိုကျွန်တော်တို့လူတရားမှာ90လောက်ကတရားကျင့်တာမဟုတ်ဘူးတရားမကျင့်တရားမနာတော့ဘူးငါတို့မကျင့်လို့ဆိုပြီးအဲ့လိုတော့မဟုတ်ဘူးဗောနော်ပန်းလေးတခုပါပန်းလေးကိုလက်ကောင်ပန်းလေးနဲ့ထုတ်တဲ့ခါမှာဒီလက်ကောင်မှာပန်းရဲ့အနံ့ကူးတယ်။နောက်ဆုံးသူကိုယ်တိုင်ပန်းတော်မဟုတ်ဘူး။အဲ့လိုပဲကျွန်တော်တို့ကအထုံးဆိုတာပါတယ်ပေါ့ ဲ့တော့ဆရာဥဆံမတော်ဒီဥစ္စာကိုလာတယ်ဒီဟာနဲ့ပြန်ပြီးတကူအောင်ပြုပြည်ဖြစ်စီမပြုပြည်စီဖြစ်စီဘာရှိမလဲဆိုတော့ကျွန်တော်တို့တစ်ချိန်မှာသူများကိုအကြံပေးလို့ရတယ်တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်ရက်ွက်ရက်ပါမှာ community မှာဆရာကြီးလုပ်လို့ရတယ်သူများတွေအကြောင်းဒီလုပ်ငန်းတွေပြုံးလာတဲ့ခင်ကိုယ်နဲ့ချိတ်ဆက်မြင်အောင်မြင်အောင်အထိအသုံးချလို့ရတယ်ပေါ့နော်အဲ့ကြတော့ဒါမဲ့ဘာလို့လဲဆိုတော့သူကဆက်ပြီးသူ့ရဲ့အတွေ့မှာလူတယောက်ဟာအလို့တခုခုနကငမန်းလို့ရှုံးပြရမျိုးပုံမနဲ့မဲ့မမမောနဲ့စူးစမ်းဖို့လိုတယ်ငါအောင်မြင်နေလားငါဘာစီပွားရေးလုပ်ချင်လဲပထမတစ်ခုကမဲ့မမမောနဲ့စူးစမ်းပါတဲ့ ောက်တစ်ခုကစူးစမ်းနိုင်မပြီးဘူးဘာလေးတစ်ခုပါစီတော့ကျွန်တော်တို့ကအသိဉာဏ်နဲ့ဆင်ခြင်လုံနေရာလေးလည်းပါအမယ်အားလေးတစ်ခုပေါ့နော်ဒါပေမဲ့အသိဉာဏ်နဲ့ဆင်ခြင်လုံနေရာရှိတယ်စူးစမ်းရတယ်ဆိုလို့လေဒီလူကအောင်မြင်တာတော့မဟုတ်ဘူးယူသားမှုကိုကျင့်တရားပေါ့နော်ဒီကိုကျင့်တရားလေးပါအမယ်ဒါပေမဲ့လေကိုကျင့်တရားလည်းကျွန်တော်ကောင်းတာပဲကျွန်တော်စူးစမ်းတာဘာလို့မအောင်မြင်အောင်ဆိုကျွန်တော်တို့အချိန်လေးတစ်ခုစောက်ဖို့လိုတယ်ဒါအနှစ်ချုပ်ပေါ့နော်အချိန်လေးတစ်ခုစောက်ဖို့လိုတယ်အဲကြတော့ကျွန်တော်တို့ကရောက်တဲ့အရာမှာတင်းနှန်းသားတွေနေနဲ့ကိုယ်တင်းနှန်းကိုကိုယ်ပါသားကိုကူစူးစမ်းပါနောက်တစ်ခုကကိုကျင့်တရားလေးကောင်းပါပြီးတော့ ကိုကျင်တရားကောင်းအောင်လည်းမပြီးသေးဘူးညံတော့လိုက်ပါဆင်ကျင်ပါဒါမှကျွန်တော်တို့ကညောင်သီးလေးစားလေးနန်းနန်းထောင်ဆူသလိုပေါ့နော်ကြိုးစားတက်ခါမှညံအောင်လိုက်ဒါမှမဟုတ်အချိန်ဝင်လို့စောင့်မှာအခုကျိုးဆရာဦးဆရာမတို့တင်းနေတာတွေပူပြီးလို့ကောင်းတာကျွန်တော်တို့ပြောင်းလဲလာတဲ့ကိစ္စနဲ့မှာအရင်တော့ငမန်းလို့ပေါ့ငမန်းကြမှာမှန်ကြီးရခံနေတယ်အခုကမှန်ကြီးဖယ်လိုက်ပြီနော်ကျွန်တော်တို့ကကိစ္စနဲ့တွေပြောင်းပြီဆိုတော့မှန်ကြီးပွင့်သွားစေတဲ့ပေါ့ဒါမှမဟုတ်အချိန်မှာမကြိုးစားဘဲနဲ့ချပြတဲ့အစာကိုစားမယ်ဆိုရင်ကျွန်တော်တို့ကနောက်ကျကြံခဲ့မှာအဲ့ကြဆရာဦးဆရာမတို့တင်းနေတက်ပြီးတဲ့အချိန်ကိစ္စနဲ့ကလည်းပြောင်းတဲ့အချိန်ကျွန်တော်တို့မှန်လဲဖယ်လိုက်ပြီကိုက 調査ပြီးတော့ကြာရှုံးရင်ကြာဆုံးမအောင်မအောင်မဆက်ပြီးတော့အချိန်ချင်းစူးစမ်းဖို့တော့မမေ့ပါနဲ့ပြီးတော့တခါဒီ stitch ပြောခဲ့တဲ့ကျွန်တော်ပြောတာတော့မဟုတ်ဘူးနော် stitch ပြောခဲ့တဲ့ဒီအချက်လေးချက်အချိန်တော့ဆောင်းပါကိုကျင်တရားလေးနဲ့ဒီဇိုင်းမက်မက်လုပ်ပါအဲ့ဒါလေးကျွန်တော်ဒီမှာကိုဖက်ခဲ့မှတ်ခဲ့တာလေးပြန်မျှဝေတာပေါ့နော်ဒီကြောင်းကိုဆားရောက်လာကျွန်တော်တို့အများကြီးကန်ကန်ပဲကျွန်တော်အရင်ကဆိုကျွန်တော်ကဒါဆိုဒါလေးပဲလုပ်နေအခုကျကျွန်တော်လုပ်ချင်တာတွေကိုအများကြီးတွေးလို့လည်းရတယ်အဲနောက်ပြီးတော့အခုကျွန်တော် ဘယ်တော့မှအချုံမပေးဘူးကိုကိုကိုဟိုတငယ်ချင်းတယောက်ပြောဘူးလေမတန်ဆွမ်းနေတာထောင်းစားနေတူတူပဲတဲ့သူကဟိုတငယ်ချင်းနောက်ရင်ပြောင်းရင်လည်းကျွန်တော်ပြောခဲ့တာလေအာမင်းထောင်းစားလောက်ပါလားဘာညာတော့ပြောတငယ်ချင်းပေါ့ဗျာတငယ်ချင်းကျွန်တော်ပြောကျွန်တော်အဲ့အဲ့ကလေးကကျွန်တော်စိတ်ထဲမှာတိတ်ထားပြီးငါဘယ်တော့မှထောင်းစားတယောက်မဖြစ်ခံဘူးသူများနဲ့လိုက်တောင်းစားပြီးတော့လုံးဝအလူမဖြစ်ခံဘူးငါမင်းတို့ထက်တာအောင်တာစီရမယ်မတိုင်တော့မှမင်းတို့နဲ့တန်းတူဖြစ်အောင်ငါစူးစမ်းမယ်သူလို့ပြောခဲ့ပြီ အဲ့လိုဝင်နေလဲကျွန်တော်မပေါင်းခုချိန်ကျွန်တော်နေပြရတူလို့ရှိမှာအဲ့လိုကျွန်တော်အိမ်မှာ TV အောက်ဆက်တွေပြင်နေတူလို့တော့ကိုယ့်စီအကူအညီပြန်လာယူရတဲ့အဆင့်ထိရောက်နေဟုတ်ကဲ့ပါစိတ်ဓာတ်ကိုတော့အရင်လေးစားပါတယ်ခင်ဗျာဟိုခုနညီပြောထားတဲ့ဘဝကိုအရှုံးမပေးဘဲနဲ့ဒီစိတ်ဓာတ်ခွန်ကအခုတော့ပြန်ပြီးတော့အတူယူရမှာပါတချို့သောအကြောင်းအရာကိုခံစားမိတဲ့အခါမှာ ကျွန်တော်တို့ကိုကျွန်တော်တို့အားငယ်မိတဲ့အပိုင်းတွေတော့မှအများကြီးရှိပါတယ်။ရန်ကိုလေးစားကုန်ပြီပါတယ်ခင်ဗျ။ဟုတ်။ဟိုထပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့မေးချင်ပါတယ်။ဒါကတော့ဆ iam မောက်ပါ။ဆ iam မအနေနဲ့ဒီတက်ကြီးတင်တန်းကြောင့်ပါ။ဆ iam မရဲ့ဘဝဖြစ်စဉ်ရောပေါ့နော်။ဒီမအနေနဲ့ဟိုမျိုးတော့စိတ်သက်ခွန်အားတော့ကျွန်မဆေးကိုတက်နေတဲ့ချိန်မှာကျွန်မကိုဆေးကူပေးနေတဲ့ဆရာဦးစောဖခင်ကကျွန်မကိုပြောခဲ့ပါတယ်။ ဒီ6000ကအစကလေးကကျွန်မဖြတ်အမှာပေါ့နော်ဒါပေမဲ့သူကမင်းကလေးမလို့သူစူးစမ်းကိုမယ်ဆိုတဲ့အချိန်မှာချိန်လေးနှစ်ကျော်ကုန်ဆုံးသွားခဲ့တယ်နောက်ပိုင်းပေါ့ကျွန်မတို့အိမ်မှာဘာမှမရှိတဲ့အချိန်မှာဆရာကြီးကသူသူပဲသူပစံနဲ့သူပဲကုန်ကြခံပြီးကုခဲ့ရပဲပေါ့နော်အဲ့လိုဆရာကြီးကပြောခဲ့တဲ့စကားတစ်ခွန်းရှိရဘာလို့ဆိုတော့မိုးသူရဲ့နင်းမိုးနေလို့လဲသူ့ဘဝမှာဘာမှအကျိုးမရှိဘူးပေါ့နော်လူဘွားမှာကိုထူမကိုထားတယ်ကိုမထူရင်ဘသူမှမထားဘူးလေ အဲ့ဒါနင်းကငါဘာပြောလို့ဆိုတော့နင်းပညာလေးဘာဖြစ်လို့သင်ထားတာတောင်းစီရမှာပေါ်ကနေလာတာပေါ့နော်နင်းပညာနဲ့နင်းပေါ့နော်တူရှင်သင်လို့ရတယ်တနေရမှာအလုံးလုံးလို့ရသေးရပေါ့နော်နင်းအဲ့ဒါကိုခေါင်းထဲမှာအမြဲတမ်းထည့်တာငိုးနေလို့လည်းဘာမှဖြစ်မလာဘူးပေါ့နော် ့သူကဆရာကြီးကအဲ့ဒီစကားတစ်ခုကျွန်မကိုပြောခဲ့တယ်။အဲ့နဲ့ကျွန်မစိတ်ယုံမှာဆင်းပြီးတော့ခါကြတော့မန္တလေးမှာကျွန်မခြေထူးတက်ခဲ့တယ်။ခြေထူးတက်ခဲ့တဲ့အချိန်မှာဘယ်လိုပြောမလဲကိုနဲ့ဘဝတူမှုတန်ဆန်းနေတွေ့တော့ကိုကအားတက်သွားတာပေါ့နော်။ကျွန်မဖြစ်တာအက်ဆီဒန့်ဆိုတော့အက်ဆီဒန့်လောက်ပဲကျွန်မနားလေခဲ့တယ်ပေါ့။၆လနီးပါးလောက် ယူပြီးတော့မှအိမ်မှာလေ့တင်ပြီးတော့နောက်ကအလုပ်ပြန်လုပ်တော့အလုပ်ပြန်လုပ်တဲ့အချိန်မှာပထမအဆုံးတောင်းဆက်မှလုပ်ခဲ့ပါတယ်အဲဒီတောင်းဆက်မှပညာရေးမှာလူမျိုး6000ကျောင်းပြည့်နဲ့အဆင်မပြေဘူးဆိုပြီးတော့တောင်းကြီးကတိုင်းမှုရှင်ကတနာခန်းစာတင်ပြီးတော့ဒီမှာဘောင်းဆိုတော့ပရိုက်တာမှာ ပေါ့နော်ဆီယမ်မလုတ်ခဲ့တယ်အဲ့ဒီမှာတိုင်းဟိုးကနေပြီးတော့သူထောက်ပံ့နေတယ်လို့ထောက်ပံ့တယ်အဘကလေးတို့စာသင်ပေးရတယ်ကလေးတွေကျောင်းသွားတဲ့အချိန်မှာဟောအဆောင်မှုကိုအကုန်လုံးကူညီညာပြီးတော့လုပ်ရတယ်အဲ့ဒီအချိန်မှာဒီလူမွန်းနာအဲ့ဒီကျမသုံးနှစ်မပြည့်ခင်ပေါ့တစ်နှစ်ကျော်မှလေလူမွန်းနာဦးစီးဌာနကနေညင်ကျုပ်ပေါ့နော်ညင်ကျုပ်ကနေအဲ့မှာပရိဒါရီလာစစ်တဲ့အချိန်မှာသူကချောင်းနှချောင်းကိုမြင်တဲ့အချိန်မှာနင်းတို့ကြောင့်မှမတန်ဆွမ်းချီလာဆိုအဲ့နဲ့အဆောင်မှုကဟုတ်ကဲ့ရှိပါတယ်ပေါ့နော်အဲ့ဒါဆိုငါ့ကိုပြရတယ်ဆိုပြီးတော့အဲ့လိုမျိုးပေါ့ သူကအဲ့ချိန်မှာကျမစိတ်သက်ကလေးတွေတော့စားတဲ့တင်နေစိတ်ပန်းဆိုင်ရတော့စိတ်သက်မကြဘူးဒါပေမဲ့လူကတော်တော်ပိန်နေရအဲ့မှာဒီမတန်ဆန်းတက်ကြည့်တင်နိုင်တာမှာတင်နန်းတက်တက်တယ်တက်ပြီးတော့ခါကြတော့မှဒီเจ้าမှာအဲ့မှာလှော်အားပေးပြီးတော့ဖွန်ဒရာနီးပြအဖြစ်ပြန်ပြီးတော့ဒီမှာလှုပ်လှုပ်ခဲ့တော့ပေါ့နော်ဆော့အော့ဖ်ပေါ့နော်မိုက်ခရိုဆော့အော့ဖ်နဲ့နောက်ပြီးတော့ Adobe PageMaker ရဲ့ Photoshop ရဲ့နောက်ပြီးတော့ City Cool ရဲ့သင်ပေးပါတယ်အဲ့ဒီအပြင်ပေါ့ကလေးတွေအားတကယ်လို့ဘွဲရကလေးတွေပါခဲ့လို့ရှိရင်ကျွန်တော်တို့ပေါ့နော်သူတို့လိုက်နိုင်ရင်လိုက်နိုင်တယ်လို့သင်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့အပြင်မှာဟိုသူတို့အလောက်ကင်ရရှိရနေရမှာကြတော့နည်းအဓိကလိုအပ်ချက်လေးတွေကိုနည်းနည်းသင်ပေးလိုက်ပါတယ်နောက်ဒီကြောင်းကိုရောက်တော့ငွေကြေးချိုးတက်မှုတွေလည်းပါတယ်အဲကြောင့် ကိုကဘ누구အကိုကမှမသိဘူးဒါပေမဲ့အဆင်မရပါဘူး။သမီးဘာမှအာမနေနေပေါ့နော်။သူကဆိုတော့ဒီလိုပဲရင်ဆိုင်ရမှာပေါ့။သမီးအခုစိတ်ပန်းဆိုင်ရနေနဲ့ပြန်လဲထူအောင်ဆင်မကြီးနဲ့ပေါ့။သမီးအင်္ဂလိပ်စာတင်းနဲ့လိုက်တက်အမယ်တဲ့။နောက်ပြီး तू ကဘလောက်ပြောတော်ငယ်တုန်းဆိုတော့ तू ငိုတော်လုံးဝမကြိုက်ဘူး။နင်ဘာဖြစ်လို့ငိုတော်တော့နင်ငါငိုတော်မကြိုက်ဘူး तू အငြင်းသားပြောတယ်။ ကိုဘွားကိုကိုကိုပြန်ထူတော့ကိုစိတ်ကိုကိုကိုပြန်ထူတော့မှရတယ်ငါဘလို့နေတော့မြင်လားအဲ့လိုမျိုးသူကပေါ့နော်ကျမရဲ့စိတ်ပန်းဆိုင်အောင်ကောင်းမြင်ဝါရနဲ့ပေါ့နော်ခံယူပြီးတော့တမဘွားတိုးတက်ခဲ့ရတာပါဒီစိတ်သက်ခေါ်အားကြာဆုံးမှုကိုဆရာမအခုလိုကြက်ကြက်ခံရက်တီနိုင်အောင်ဒီကကြတဲ့အချက်ကိုသိကြပါတယ်ဒီကတော့တမနဲ့ဘဝတူမတန်ဆွမ်းနေတက်ရှင်နေရတဲ့အတွက်ဒီအလုပ်ကိုပို့ပြီးတော့ဂုံယူမိတယ်လို့အောင်းမိပါတယ် ။ပြန်ကောင်းပါဆရာမ။အရင်လည်းလေးစားကုန်ပြီပါရဲ့ဆရာမ။ကျွန်မပုံဝင်ချင်မှာတိတ်ငယ်စရာမရှိခဲ့တာလေကျွန်မတို့ကဒီလိုပဲချစ်ဖြစ်။အဓိကကတန်ဆွမ်းတယောက်ကဘာလို့လဲဆိုတော့လူမှုပုံဝင်ချင်အတိုင်းဝိုင်းရမ်းလို့ပါတယ်။သူတို့လက်ခံနိုင်တဲ့အခြေအနေဖြစ်အောင်လေကိုကလည်းလုပ်ပြရမယ်။ကိုဘက်ကလည်းကြိုးစားမှုဆိုတာရှိရတယ်လေ။အမသူတို့သူတို့နဲ့ဈေးဝယ်ထွက်ချင်လို့ကိုလိုက်ချင်နေဆိုရင်သူတို့မဆောင်ရအောင် သူတို့ကိုမင်းမဖြစ်အောင်မတန်ဆွမ်းဆိုပြီးတော့မထားခဲ့ရအောင်ဆိုကိုဘက်ကလည်းကြိုးစားရတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည်စင်ဝင်ပပန်းနူရအလှကိုပိုင်ဆိုင်စေမယ့် Pond Spike Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်